လောကမှာဓမ္မမရှိတဲ့အဖို့မပြုတ်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာဝမ်းနေခြင်းကြေကွဲခြင်းနဲ့ပဲဆုံးသတ်သွားတယ်ပေါ့လူဆိုတာမျောလင်းချက်ကလေးတွေရှိတယ်ကိုယ့်ကိုယ်အသက်ရှင်မယ်လို့မျောလဲမိမယ်လို့ရှင်ကျင်မရှင်တာလေအဲ့တော့နောက်ဆုံးအချိန်မရောက်ခင်ဘုန်းကြီးတို့တွေဟာနောက်ဆုံးထွက်သက်ကလေးဝင်သက်ကလေးနဲ့ထွက်သက်ကလေးမရောက်ခင်ကိုလောက်ရမယ်ဓမ္မအခုကလေးကအဖို့ပြုတ်ထားဖို့ဆိုတာဟာ ဘသူမှအသက်ရှင်နေသေးတယ်ဆိုရင် နောက်ကျမယ်လို့ပြောလို့မရဘူးပေါ့မြတ်စွာဘုရားသခင်ကိုရမြတ်ကိုချီးအောင်မလားစန္ဒမူနာတစ်ခုအနေနဲ့ချီးမြတ်စွာဘုရားသခင်ကိုရမြတ်တတ်တော်80ပြိဋိဘံစံမှုအတွက်10လလောက်ပဲကြံတော့တဲ့အချိန်မှာယောဂဝေဒနာအကြီးအကျယ်ဖြစ်လာအမ်တန်မှပြင်းထန်တဲ့ယောဂပဲတည်ဆုံးခြင်းဆိုတဲ့အနေအထားမျိုးကိုကတ်သွားတဲ့ယောဂမျိုးလို့ဒီလိုဆိုလို့ အဲ့ဒီလိုယောဂဖြစ်တဲ့အခါကျတော့မြတ်စွာဘုရားကမစဉ်းစားတော့ဆိုအခုချိန်ငါပြိနိဗ္ဗာန်ဆံလိုက်လို့ရှိရင်နောက်ဆယ်လကြာမှတရားဓုတရားမြတ်ရနိုင်တဲ့မကျူးဝါဖြစ်မဲ့သူပ္ပတာရှိငါပြိနိဗ္ဗာန်ဆံသွားရင် သူတရားဓုတရားမြတ်ရဖို့ခက်သွားအဲ့တော့ခုဖြစ်ပေါ်လာတဲ့ယောဂဝေဒနာကိုငါဟန်တားထားမယ်ဆိုပြီးတော့ အာယုသင်္ခါရဖလတမဘတ်လို့ခေါ်တယ်။အာယုသင်္ခါရဖလတမဘတ်ဆိုတာအသေးစိတ်ဝိပဿနာရှုပြီးတော့တကယ်ကိုစနစ်တကျဝိပဿနာကိုအလုံးကိုထက်ထက်မြက်မြက်ဝိပဿနာတွေရှုပြီးတော့တမဘတ်ဝင်စားလိုက်တာ။ယောဂဝေဒနာတွေဟာလုံးဝပျောက်သွားတယ်။နလန်ထသွားတယ်မြန်မြန်ကြီး။အဲ့ဒါကိုအာယုသင်္ခါရဖလတမဘတ်လို့ခေါ်တယ်။အဲ့ဒီအသက်ကိုပြန်ပြီးတော့ထိန်းကျောင်းထားတဲ့ဖလတမဘတ်။ဘာဖြစ်လို့အသက်ကို ထိန်ထားရတလဲဆိုရင်သူပ္ပတအတွက်ငဲ့ခုချိန်ပြိဋိဘံဆံလိုက်လို့ရှင်သူပ္ပတနဲ့လွဲသွားသူပ္ပတကိုခုချိန်သွားတရားဟောလို့လဲကျွတ်တရားရမှာမဟုတ်လူဆိုတာအချိန်တမန်းရတာလေအေးမြတ်စွာဘုရားသခင်ကိုရောမြတ်အဋ္ဌိပတ်၄ပါးလို့ဆိုရင်သန္တာဝီရိယဝီမန္တစိတ်တာလို့ဆိုတဲ့စိတ်စွမ်းအားတွေတိုးမြင့်ထားပြီးတော့ယောဂဝေဒနာကိုတက်တအောင်လှုပ်ထားပြီးတော့ဆေလတိတိ နောက်ထပ်နေသွားတာတဲ့အဲ့ဒီလူဟာမျိုးဘုန်းကြီးတို့တွေဘာလို့ရမလဲခုနကယောဂဝေဒနာနဲ့ကျုံးလာတဲ့အခါတုပ်ပဝါဒမင်းသမီးကြီးရဲ့နှလုံးသွင်းနည်းမျိုးလိုနှလုံးသွင်းမလားသို့မဟုတ်ထွက်လေဝင်လေလေးမှတ်ပြီးတော့ထွက်လေဝင်လေလေးပေါ်မှာတတိကပ်ပြီးတမာတိစွမ်းအားရအောင်စူးစမ်းပြီးတော့နေမလား တခုတော့ဘုန်းကြီးတို့တည်းတွေရှာထားကြရမှာ